ယူရိုပါလိပြိုင်ပွဲတွင် စပါးအသင်းကိုဘိုးဆွဲစေလိုကြောင်းဟာရီကိန်းဆိုဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟာရီကိန်းကယူရိုပါလိဘိုးလူပွဲတွင် အသင်းဟောင်းစပါးကို အနိုင်ရဘိုးဆွဲစေလိုကြောင်းပြောကြားခဲ့သည်ဟာရီကိန်းသည်2023တွင်ဘိုင်ယန်မြူးနစ်သို့မပြောင်းရွှေ့မီစပါးအသင်းတွင်နှစ်ပေါင်းများစွာကစားခဲ့သူဖြစ်သည်တင်းသည်ယခုရာသီတွင်ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူကစားသမားဘဝအထမအဆုံးဆုဖလားဖြစ်ဘွန်ဒစ်လီဂါချန်ပီယံဆုကိုရယူနိုင်ခဲ့သည် ယခုရာသီတွင်တိုက်တိုက်ဆိုင်ဆိုင်ပင်စပါအသင်းမှယူရိုပါလိဂိုလူပွဲတက်ရောက်ထားပြီးမန်ယူနိုက်တက်နှင့်တွေ့ဆုံနေသည်ဟာရီကိန်းကဒီယာဒီကစပါအတွက်ခက်ခဲပေမဲ့ယူရိုပါလိဂိုလူပွဲရောက်တာကကြီးကျယ်တဲ့အောင်မြင်မှုပါယူရိုပါလိဂိုလူပွဲရောက်ဖို့မလွယ်ပါဘူးယူရိုပါလိဂိုလူပွဲကိုကျွန်တော်စောင့်ကြည့်သွားမှာဖြစ်ပြီးစပါကိုအနိုင်ရစေချင်ပါတယ်စပါနဲ့မန်ယူနိုက်တက်တို့၏ယူရိုပါလိဂိုလူပွဲကိုမေလ27ရက်တွင်ဆမ်မာမစ်ကွင်း၌ကစားမည်ဖြစ်သည်